မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ New Dollar ရဲ့အင်အားစုတွေကိုအမိတဟဲပြုတ်ပြီးနိုင်ငံရေးအကျိုးအမြတ်ကဘသူတွေရောက်သွားလဲဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးအကက်ခတ်တွေကြားသုံးသက်ဆွေးနွေးမှုတွေရှိနေတယ်ဆိုတဲ့သတင်း။ကမ္ဘောဒီးယားနဲ့အပြစ်ရဖို့အမိန့်ပေးခဲ့တာမရှိဘူးလို့ယာယီထိုင်းဝန်ကြီးချုပ်ဟောင်းဖွန်တန်ကညင်းဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့နေဦးတော်လန်ရေးအင်အားစုတွေကိုအမိတဟဲပြုပြီးနိုင်ငံရေးအကျိုးမြတ်ကဘသူတွေရသွားလဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကြားသုံးသပ်ဆွေးနွေးမှုတွေရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နယူးတလိုင်းအင်အားစုတွေကိုအမိတဟဲပြုပြီးနိုင်ငံရေးအကျိုးမြတ်ဘသူတွေရသွားလဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအကြက်ခက်တွေကြားတုံ့သက်ဆွေးနွေးမှုတွေရှိနေကြပါတယ်။ 2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပေါ်ထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာတိုင်းဒေသနဲ့ကင်အဖွဲ့ရှိ EAO တို့နဲ့ပူးပေါင်းပြီးမြန်မာတပ်မတော်ကိုတိုက်ပွဲဖော်ဆောင်လျက်ရှိတာပါ။အဲဒီလိုတိုက်ပွဲဖော်ဆောင်ကြရမှာ EAO PDF ပူးပေါင်းတပ်ဖွဲ့တွေကနေမြေတွေတိမ့်ပိုက်ရယူနိုင်ခဲ့ပေမဲ့လေဂျာဝင်ဆစ်ဆက်မှုတွေကြောင့်တွေ့ဆုံဆွေးနွေးကြတဲ့အခါမှာတော့မြန်မာတပ်မတော်နဲ့ EAO တို့ကသဘောတူညီချက်တွေရရှိခဲ့ကြပြီးတိမ့်ပိုက်ရရှိထားတဲ့မြို့တွေကိုပြန်လည်လှည့်ပြောင်းပေးရခဲ့ကြတာပါ။ AAO တွေဟာလက်နက်ကင်လှုပ်ရှားမဲ့အင်အားစုအများအပြားကို PDF တွေစီကနေရလိုက်တာဖြစ်ကြောင်းအဲ့ဒီအခင်းကျင်းတွေမှာ အမှန်တကယ်အင်အားဆုံးရှုံးမှုထိခိုက်နစ်နာမှုတွေအပေါ်မူတည်က AAO နဲ့ PDF ဘယ်သူတို့နိုင်ငံရေးအမျက်ရတယ်လဲဆိုတာကိုမြင်နိုင်ကြောင်းတင်တကမဟာဗျူဟာလစ်လာရေးအဖွဲ့မှာအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်။အားကြောင့်လဲဆိုတော့ EU တွေရဲ့ငွေတွေကစိတ်အနောက်လှုပ်ရှားနိုင်ကြောင်းမရှိဘူး။ပြောရရင်တော့ခုနဟိုတက်ချက်ရင်းအင်အားစုပေါ့လေ။ဒါနဲ့ကြံပြီးတော့ ဆက်နေတုတ်ရှားမှုတုံးမဲ့အများစုတော်တော်များများကိုကျွန်တော် CDS ကနေတူကြလိုက်ကြတာအဲ့တော့နောက်ဆုံးမှာ CDS တွေကသူတို့လိုချင်တဲ့အရာလည်းမရဘူးမရတဲ့အချိန်မှာတုတ်ရှားမှုအရင်ဆက်သွားတဲ့အချိန်မှာနောက်ဆုံးမှာပါဖြစ်သွားလဲဆိုတော့အရင်အตาရသွားတော့အตาပြီးရတယ်လို့ကျွန်တော်တို့သိတော့လို့ရတာဟာအဲ့ဒီ CDS တွေလည်းချီးကျန်ရယ် CDS တွေအလောက်ကြီးသူတို့အမှတုံးနိုင်ကြမရှိကြတော့ဘူးပေါ့အဲ့ဒါကတော့အခုတော့ကျွန်တော်တို့မြင်နေရတဲ့အချိန်မှာပြင်ပြီးသားဖြစ်တာဖြစ်သွားတာပါလေ ီလိုဘလောက်ဘယ်နိုင်လဲမလုပ်နိုင်ဘူးဆိုတော့အားလုံးသိရတိုင်းဟိုနောက်သူတို့ရဲ့သူအောင်ဘလောက်အဆင်ပြေလဲမပြေလဲဆိုတာလေကျွန်တော်တို့မြင်နေရတာပဲလေအဲ့တော့တကယ်ဘသူကအများကြီးဆုံးဆုံးသွားလဲဘလောက်ကြီးခုမှလူကြီးရနေအောင်ဖြစ်လဲဆိုတာပြင်ပြတာပေါ့အဲ့တော့အဲ့အပေါ်မှာမူတည်ပြီးတော့ဒီကိုအမြဲရလားဒီရက်ဒီအမြဲရလားဆိုတော့အားလုံးမြင်နေရပါလိမ့်မယ်2025ခုနှစ်အောက်တိုဘာ29ရက်နဲ့28ရက်က တရနယ်လင်းနဲ့တက်တို့တွေ့ဆုံဆွေးနွေးမှုအရာအပြည့်ခက်ရက်စက်ရဲ့သဘောတူလက်မှတ်ရေးထိုးပြီးမိုးကုန်းနဲ့မိုးမိတ်မြို့တွေကလည်းဆုတ်ခွာမယ်လို့တရနယ်လီကထုတ်ပြန်ခဲ့တာပါ။အဲဒီလိုကြေညာပြီးနောက်ရှမ်းမန်းနယ်ဆက်စစ်ရေးအခြေအနေတွေရှုပ်ထွေးနေပြီးနေဦးတော်လည်ကာလာအတွင်းတင်းယူခဲ့တဲ့ထင်းကျုံစိုးမိုးနယ်မြေတွေကိုအလွတ်တကူလက်လွတ်ဖို့မရှိဘူးလို့ MDY PDF ကထုတ်ပေါ်ပြောဆိုထားတာပါ။တိုင်းဒေသနဲ့ကန်တွေဟာသူတို့ရဲ့ဒေသပြည်နယ်နဲ့လူမျိုးလွတ်မြောက်ရေးအဓိကဖြစ်တဲ့အတွက်နိုင်ငံရေးသဘောတူညီချက်ရယူရမှာ သူတို့ဒေတာခိုင်မာရေးကိုအားသာသွားတယ်လို့ထင်ကြအောင်တရုတ်မြန်မာရေးလေလာသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကပြောပါရယ်။ဒါပေမဲ့လွေဦးတော်လန်ရေးရဲပေါ်အများစုဟာလည်းတိုင်းသားလက်နက်ကိုင်အဖွဲ့ရရဲ့အကြက်တဲအပေါ်နားလည်မယ်လို့ထင်ကြောင်းလည်းသူကပြောပါရယ်။အဲသဘောမှကိုယ်စားမှုမရှိနေပါဘူး။ကြည့်ရတာနားလည်မှုယူနေတဲ့သူပါတယ်နော်။တိုင်းသားလက်နက်ကိုင်အဖွဲ့ရကတမီးရဲ့မျိုးပုံကိုကြည့်ကြည့်အကုန်လုံးကတရုတ်နဲ့ငွေချင်းဆက်နေတာအကြည့်ပဲ။ အဲ့တော့တယုတ်က PR ဆိုတာလေတယုတ်ကဘယ်လိုခေါ်မလဲနက်နှလုံးပေါ့နော်ဥမာအပြင်အပြစ်ကရရင်သူကအဲ့ border gate ကိုဖွင့်ပေးမယ်စီးပွားရေးအပွားလာရင် MND ဆိုတော့တယုတ်ကအများကြီးဖွင့်ပေးထားတာပဲဖွင့်ပေးထားပြီးသူတို့ဘက်ကအထောက်အပံ့တွေပါတယ်အများကြီးအကူအညီပေးထားတာပဲဒီတခြားမလို့ခု MND ကြီးဆိုလောက်ကျန်းတို့အဲ့သူတို့နေတဲ့ဒီကဟောင်းကြီးကိုသူတို့ကောင်းကောင်းတည်ဆောက်နေတာဖြစ်တာအော အဲ့တော့တိုင်းသားအဖွဲ့အစည်းတွေအနေနဲ့ကနော်သူတို့အနေနဲ့ဗမာပြည်ဟိုစေနာမထားတာတော့မဟုတ်ဘူးတကြီးလုံးထက်သူကသူ့ဒေသလေးသူ့ပြည်နယ်လေးသို့မဟုတ်သူ့လူမျိုးလေးလေးရဲ့အကြီးကဖြစ်တာဟုတ်အဲ့တော့သူကဒါနဲ့ပဲကြီးနပ်ပြီးတော့သူ့ဒေသလေးတည်ရအောင်သူ့ဒေသလေးခိုင်မအောင်ဒါကြီးပို့ပြီးတော့အားပါသွားတယ်ခင်ဗျဟို PDF ဆိုပါရီကလည်းကိုကကျမတို့အားလုံးနားလည်ပြီးတယ်လေဒီဘက်က နေဦးတော်နိုင်ကြီးကအဲမြဲဖို့လို့ကျွန်တော်များများကလည်းအတိုင်းသားအဖွဲ့ကြီးရဲ့အခင်အခင်အကြက်တွေကိုနားလည်ပြကြတော့နားလည်မှုရှိကြပါမယ်ထင်တယ်ကြည့်ရတာဒီလိုပြောလို့အဆောက်အအုံအရာအဆင်ပြေတာတော့ဟုတ်ချင်မှာဟုတ်မှာပေါ့နော်ပဋိပက္ခလေးကြီးအဲပုတ်တိုင်မှုကြီးတွေရှင်းထိုင်ပါလားတတုံညာနှစ်ခုစစ်စင်ရေးအတွင်းသိမ့်ပိုက်ရရှိထားတဲ့မြို့တွေထဲကမှလာရှုမြို့ကိုကိုကန့်တက် MNDA ကမြမတက်မတော်ထံပြန်လည်လွှဲပြောင်းပေးအပ်လိုက်ရခဲ့ကောင် တခြားမျိုးတွေကိုလည်းပြန်ပေးရနိုင်ဖို့ရှိကြောင်းစီရင်တဲ့နိုင်ငံရေးအကြက်ခတ်တွေကတုံ့တက်ခဲ့ကြတာဖြစ်ပါတယ်။မိုးကုံမျိုးနဲ့မုံမိတ်မျိုးတွေကို2024ခုနှစ်ဇူလိုင်လအတွင်းက TNL နဲ့မဟာမိတ်တပ်တွေကတင်ပိုက်ရယူခဲ့တာဖြစ်ပြီးတနစ်ကျော်အကြာမှာတော့ TNL ဘက်ကမြမတက်မလို့နဲ့သဘောတူညီမှုရရှိပြီးနိုဝင်ဘာ20ရက်နေ့နောက်ဆုံးထားပြီးဆုတ်ခွာမယ်လို့တင်းတွေထပ်ပေါ်ရရှိတာပါ။အဲဒီနောက် KIA ဟာလည်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်မှာ PDF တွေရဲ့အင်အားကိုအသုံးပြုပြီး မြန်မာတပ်မတော်ရဲ့စစ်စခန်းတွေနဲ့မြို့တွေကိုတင်ပိုက်တင်ကျုပ်ခဲ့တာပါဒါပေမဲ့ KIA ဟာမြန်မာတပ်မတော်နဲ့ငင်းကြိုင်ရင်ဆွေးနွေးဖို့အတွက်လျှို့ဝှက်ချိတ်ဆက်နေတာကြောင့်သဘောတူညီချက်ရရှိသွားပါက PDF တွေရဲ့အနေထားမှာလည်းတမျိုးတပုံအပြောင်းလဲဖြစ်သွားမယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြက်ခက်တွေကထောက်ပြကြပါတယ်ပြည်သူလူထုရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဟာဘလို့အခြေအနေကိုရောက်ရှိနေတယ်လို့မေကွန်းထုတ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာနိုင်ငံရေးအခြေအတဲဖြစ်ပေါ်နေတာနဲ့အတူပြည်သူလူထုရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဟာဘလို့အခြေအနေကိုရောက်ရှိနေတယ်လဲမေးခွန်းထုတ်မှုတွေရှိနေပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီ1ရက်မှာ NND အစိုးရအားရွေးကောက်ပွဲမဲဆင်အငင်းပွားမှုကိုမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကားမြန်မာတက်မတော်ကဖြုတ်ချပြီးနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်အဲ့ဒီနောက်မြန်မာတက်မတော်နဲ့တော်လန်ရေးအင်အားစုတွေကြားလက်နက်ကင်တိုက်ပွဲတွေပြင်းထန်လာတယ်လို့ပြည်သူလူထုရဲ့လွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်နဲ့ရည်တည်ပိုင်ခွင့်တွေလည်းထိန်းချုပ် ခံလာခဲ့ရပါတယ်လူလူရဲ့လွတ်လပ်စွာထုတ်ဖို့ပြောဆိုပိုင်ခွင့်ကိုတားဆီးတာကဒီမိုကရေစီအတွက်မကောင်းဘူးလို့ရန်ကုန်ဆောင်ကြီးအဖွဲ့တီထောင်သူဒေါက်တာညိုညိုသိန်းက CNN သတင်းဌာနကိုပြောပါတယ်နိုင်ငံတော်အနေနဲ့ကတူတားချင်တဲ့နိုင်ငံရေးပန်းတိုင်ရွေးကောက်ပွဲကိုအောင်မြင်စွာဖြစ်ပေါ်ဖို့အတွက်ဒီကောက်ပွဲအနောက်ရှေ့ဖြစ်ဖို့ ဖြစ်နိုင်တယ်လို့ယူဆတဲ့ကိစ္စမှာလည်းဖြစ်ရမှာလည်းလိုက်လံတားဆင်းရင်းနဲ့အလွတ်လပ်စွာထုတ်ဖို့ပြောဆိုပိုင်ခွင့်ဒီဟာဒါထိတ်ထောက်ခံရတဲ့အနေအထားမှာဖြစ်လာတာပေါ့။တရားစွဲအရေးယူရအာဏာပိုင်နေအနေနဲ့ကတိတိချာချာစဉ်းစားရမယ်။ဒီလိုဖြစ်ရတဲ့ဟာပေါ့နော်။အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်ကိုမကောင်းဘူးလူထုရဲ့လွတ်လပ်စွာထုတ်ဖို့ပြောဆိုပိုင်ခွင့်ဟာဒီကောက်ပေါ်ဘလောက်ထိတက်ရောက်သွားနိုင်လဲဆိုတာပေါ်မှာချိန်ချိန်ပြီးတော့ 也有家的，就老奶奶干过家呢，啊 <noise>，有搞过我们金南路，有搞过我们那公司那南路，搞过没路。 ဆိုရုံတော့နဲ့ဖြာကြည့်ရယူရဲထောင်ချရဲဆိုတာမျိုးကအမီးခုံးထုတ်ကြရတယ်အများကြီးရှိဟိုနိုင်ငံကြီးကတရားဥပဒေစိုးမိုးကြီးကိုကြွားမိုးတဲ့အနေအထားမျိုးဖြစ်လာမှာအဒီလိုဆိုနေတယ်လေဒါကြောင့်တရားစီရင်ရေးအနာပိုင်းနေတရားစွဲအနာပိုင်းနေနေတဲ့ကလည်းဟိုနိုင်ငံတော်စီမံချက်ဆိုပြီးတော့အစီအစဉ်နဲ့အတရားစွဲရေးယူတာတွေတိတ်ပြီးတော့မဖြစ်စေချင်ဘူး လက်ရှိမြန်မာနိုင်ငံမှာရွှေကောက်ပွဲအားဝေဖန်ခြင်းနဲ့ပြပြအောင်လှုပ်ဆောင်ခြင်းရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်တွေအားဝေဖန်ခြင်းနဲ့ပုတ်ခတ်ရေးသားခြင်းများပြုလုပ်သူတွေအားအနာပိုင်အဖွဲ့အစည်းတွေကဖန်ဆီးအရေးယူလျက်ရှိပါတယ်။အလားတူຫນွေဦးတော်လန်ရင်အင်အားစုတွေကလည်းတော်လန်ရင်နဲ့ပတ်သက်ပြီးဝေဖန်ခြင်းနဲ့အာမပေးခြင်းရေးသားသူတွေကိုအသက်အန္တရာယ်ချိန်ချောက်သည့်အထိဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိပါတယ်။လုံခြုံရေးချိန်ချောက်မှုတွေမြန်မာနေတဲ့၍လွတ်လပ်ခွင့်ကနောက်တန်းရောက်နေမှာဖြစ်ကြောင်းပြည်သူ့ပါတီ PP ဥက္ကရာဥက္ကိုကိုကြီးကဆန္ဒသတင်းဌာနကိုပြော ပါတယ်။ဟိုလုံခြုံရေးချင်းချောင်းမှုဒီမှာနေတဲ့မြာကာလပတ်လုံးကျွန်တော်လွတ်လပ်ခွင့်ဆိုတာဒီကနောက်တန်းရောက်နေပါပဲ။ဒါကြောင့်မလို့ကျွန်တော်တို့ကလူငယ်ရေးနဲ့အတူလူငယ်ရေးချင်းချောင်းမှုတွေရောပါသွားပြီဆိုရင်ဒါလွတ်လပ်စွာကျောင်းသူကွန်ဝန်ကြီးကွယ်ကွန်စီတန်းလဲလဲကွန်စတဲ့ဒီမိုကရေစီအခွင့်အရေးတွေကပြန်ပြီးတော့ပြန်လည်လာမယ်။ 好用呢，他分到他泥马里边，龙井鱼在其他个里边些泥马的，哎呀，龙井鱼看了嘛，我那天买些老多，看那个泥马的嘛，从上个店牛下面下一路吃到，很多有京东买的，看嘛到嘛，清清清清的，古也牛掰牛掰，正宗的，正宗的，牛掰的。买些老鱼里边一个品种，我那早年前年，只要五十五的，里边一点没有多少辣的，哎呀，麻辣的，滴滴滴，对，然后到后头来用点泥哈里边，然后那个鱼头里面的，鲜鱼里面的，里边一些辣的。 အဲ့လိုတော့ကိုယ်ကလေးဒီကနေတချို့လူလက်ကွင်းကိုထိန်းချုပ်တာချင်းချုပ်တာမျိုးတွေဖြစ်လာရင်လည်းအရေးဆိုနိုင်တဲ့အခြေအနေတွေတော့လာမှာပါမြန်မာနိုင်ငံမှာနိုင်ငံရေးအကျပ်တဲကိုကြော်လာနိုင်ခြင်းမရှိသေး၍ဒါမှမဟုတ်အယတအစိုးရမပေါ်ပေါက်သေးသေး၍ပြည်သူလူထုရဲ့လွတ်လပ်ခွင့်နဲ့အထောက်အပံ့ပြောဆိုပိုင်ခွင့်ဟာကန့်သက်ခံနေရအောင်ပဲလို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါဗျ။နိုင်ငံတော်အစိုးရနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာစီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင်ဘလို့ပူးပေါင်းဆောင်ရွက်တင်တယ်လဲဆိုတာကိုညီလိုက်ရှာဖွေဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးလှလသုံးသပ်သူတွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်အစိုးရနဲ့စီးပွားရေးလုပ်ငန်းရှင်တွေမြန်မာစီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင်ဘလို့ပူးပေါင်းဆောင်ရွက်တင်တယ်လဲဆိုတာကိုညီလိုက်ရှာဖွေဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးလှလသုံးသပ်သူတွေကထောက်ပြကြပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့စီးပွားရေးနဲ့ဝင်ငွေကွဲပြားစွာမြင်ဖို့လိုအပ်ကြောင်းနိုင်ငံတော်အစိုးရကလည်းစီးပွားရေးမူဝါဒကိုအသိအဆောင်မခံဘဲ စီကံနေယူပရေလောက်ထုံးလုံးကြီးတွေနဲ့အထောက်ကူပြုနိုင်တဲ့အသွေးခေါမျိုးလိုအပ်တယ်လို့ဘန်ကြီးရကျွမ်းကျင်ပညာရှင်ဦးထေအောင်ကြီးကစီရင်တဲ့နေထာနာကိုပြောပါတယ်အဓိကပါတဲ့အခါကျတော့ဟိုအမြော်မြင်ပေါ့တဘောကဟိုအလုပ်တစ်ခုဟိုနင်းနာစနေအနေနဲ့ရတဲ့တကယ်နဲ့ကမ္ဘာနဲ့ရှင်အောင်လုပ်နိုင်မှာငါတို့ဒီကမ္ဘာနဲ့ပဲရမှာဆိုရင်တော့တူတာပေါ့ဟိုအခုပတ်ဆိုင်ရတာပတ်ဆိုင်အန်နီနဲ့အန်နီအဟိုဘယ်လိုမှအန်နီတိုင်းက business မဟုတ်ဘူးလေတော့ဒီ business နဲ့အန်နီနဲ့ကွဲပို့လို့တာပေါ့အဲ့တော့အစိုးရဘက်က အနေသူကလုံဆောင်ပေးရတယ်ရှိတာပေါ့အဲ့တော့လုံဆောင်ပေးရတဲ့ဟာတွေအရာအလုံးဒီစမတ်ကြဖို့လိုတာပေါ့နော်စမတ်ကြဖို့လိုတာစမတ်ကြဖို့ဆိုတာကဟိုဘယ်လိုခေါ်မလဲစီးနဲ့အကန်းနဲ့ဥရီနဲ့မိဥရီနဲ့လုံထုံလုံနည်းနဲ့ဓာရီအလုံးဒီဒီစီဝိုင်းမွာရာကိုလုံးဝအရှိမခံတိတ်ဆော့မခံနဲ့ support ပေးတဲ့အတွေးခေါ်မျိုးလိုတာပေါ့နှစ်ဖက်စလုံးကလုံးဝချင်းကလည်းဒါတွေငါလုံးနေရတာဒီမိမန်လမ်းမနဲ့သွားနေတဲ့ကိစ္စတွေဒါဒီအေးအေးကာလကြီးမှာ လောလောဆယ်ငါပဆိုင်ရအောင်လည်းမကောက်ရေးစားလိုက်မှငါစင်ဒီကဘာစင်ရောက်သွားဖို့အတွက်ကိုသွားနေရပါလားလို့နားနေဖို့လိုတာပေါ့အစိုးရဒီဘီရိုကရေစီကလည်းအဲ့စင်ရောက်သွားဖို့မောင်းနိုင်တဲ့ရည်ရည်ရှိဖို့လိုတာပေါ့အဲ့တော့တို့နှစ်ဦးရဲ့ပူပေါင်းဆောင်ရွက်မှုအရေးကြီးတာပေါ့အဲ့ဒီနော်အစိုးရဘက်ကစီကံနေယူပရေမူဝါဒညွှန်ကြားချက်တွေကိုတေချာပြန်လဲတုံးသက်ဖို့လိုအပ်တယ်လို့လည်းဗန်ကြီးကကြွန့်ကျင်သူဦးထင်းအောင်ကြီးကထောက်ပြပါဗျာတကယ်ရောလုံငန်းရှင်နေဆိုင်ကဒုက္ခကင်တာဒုက္ခ ကင်ခွင့်ပါအောင်လားဥပဒေလေးဥပဒေထုံးလို့ဒီစီကံညွန်ကြားချက်ဟုတ်မူဝါဒအစိုက်ချင်းဒါလည်းပံ့ပိုးပေးရအောင်တကယ်လောက်တာက private sector လောက်ပါလားအဲ့တော့ private sector တကယ်လုံနိုင်အောင်ဥပဒေလေးဥပဒေလုံးလုံးလုံးဒီစီမံစီကံညွန်ကြားချက်စရရဒါတွေကလည်းဘယ်လိုခေါ်မလဲဟုတ်ပေချာလေးပြန်ပြီးတော့ review လုပ်တင်တာပေါ့နော်ဟုတ်နိုင်ငံတော်အစိုးရအနေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အတန်တွေကိုတေချာနားဆိုင်ထောင်ဖို့လိုအပ်ကြောင်း လုပ်ငန်းရှင်တို့နဲ့အစိုးရအမြဲမပြတ်ထိတွေ့ဆက်ဆံဖို့လုံခြုံဆောင်ရွက်ဖို့လိုကြောင်းအစိုးရနဲ့လုပ်ငန်းရှင်ချိတ်ဆက်ဆောင်ရွက်မှုကဏ္ဍမှာအားနည်းနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြေဆောင်ကစီရင်တဲ့နေ့ဌာနကိုပြောပါတယ်။အစိုးရဘက်ကလည်း 喜欢龙安基地，三年义务滴滴车车，咱在常务处的。我呢、so so，假如要没滴滴啊，就这三年，我们遵守样嘞？哦，每年都接受滴嘞。我嘛，只要遵守遵守法律，遵守国家规定。在那几年嘛，假如要没滴滴啊，嘛排年单位去做的，比如，在这三年几年滴滴嘛是的。假说年基地，我就不方便嘛，不方便他的。五年基地的事业，他一直还滴滴嘛。比如，年基地，我只要遵守法律，遵守还有龙安的，还有龙比的，知道？每年都接受滴滴车车，比如龙在常务的。龙安基地啊。 ကူညီလိုတော့မှအဲဒီဘက်ကတည်းကအစိုးရကိုတင်ပြနေကြတယ်အစိုးရကလည်းဒါလေးလိုအပ်တဲ့ဆိုတော့လုပ်ငန်းရှင်တွေကိုပေးမြတ်ပြီးတော့ထိတ်ချက်ဆောင်ရွက်ဖို့အပိုင်းကကျွန်တော်တို့ကတော်တော်ကိုအားနည်းနေပါတယ်မြမစီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားကြီးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လည်းကပြည်တွင်းမှာရင်းနှီးမြှုပ်နှံမှုတွေလာရောက်ဖို့ဖိတ်ခေါ်လျက်ရှိပြီးတရုတ်ရုရှားဘယ်လာရုထိုင်းအိန္ဒိယစတဲ့နိုင်ငံတွေနဲ့လက်တွဲဖို့ကြိုးပမ်းနေပါတယ်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်မငြိမ်မှုကနေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအားနေခြင်းလျှက်စစ်တာအလုံးလုံးမရရှိခြင်း လုံသားအရင်းမြစ်ရှားပါလာခြင်းနိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံရခြင်းစတဲ့အခြေအနေတွေနဲ့စီးပွားရေးကျဆင်းလျက်ရှိနေပါတယ်ဆီယန်နိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ကမ္ဘောဒီးယားနဲ့အပြစ်ရက်ဖို့အမိန့်ပေးခဲ့တာမရှိဘူးလို့ယာယီထိုင်းဝန်ကြီးချုပ်ဟောင်းဖွန်တန်ကညင်းဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနဲ့ကမ္ဘောဒီးယားကြားဇူလိုင်24ရက်ကဖြစ်ပွားခဲ့တဲ့ ်နယ်စပ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့တဲ့ပထမရက်မှာပင်အပြစ်ခတ်ရက်စဲဖို့အမိန်ပေးခဲ့တာမရှိကြောင်းယာယီဝန်ကြီးချုပ်ဟောင်းဖွန်တန်ဝီချာယာချိုင်းကညင်းဆိုခဲ့တယ်လို့တနေရှင်းကဖော်ပြခဲ့ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးထိုင်းရဲ့အမှန်နဲ့စစ်တေတာတမူကောင်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဘွန်စင်ပက်ကလန်ကထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ခြင်းကဖွန်တန်ဟာဒုဝန်ကြီးချုပ်ယာဒူးနဲ့ယာယီဝန်ကြီးချုပ်ယာဒူးတို့ကိုတာဝန်ယူထားခြင်းဖြစ်ပါတယ်။တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက်6နာရီအကြာမှာထိုင်းစစ်သားတွေကိုအပြစ်ခတ်ရစဲဖို့အထက်မှအမိန့်ရခဲ့ကြောင်းဒါပေမဲ့ဒီအမိန့်ကိုလိုက်နာခဲ့တာမရှိကြောင်းဘွန်စင်ကပြောကြားခဲ့ပါတယ်။ထိုင်းစစ်သားတွေဘက်ကအပြစ်ရလိုက်မယ်ဆိုပါကထိုင်းဘက်ကအရင်နှိမ်သွားလိမ့်မယ်လို့လည်းသူကဆိုပါတယ်။ ပုံစံကြီးပြောကြကြထွက်ပေါ်ခဲ့ပြီးနောက်ထိုင်းစစ်သားတွေကိုအပြစ်ခတ်ရဖို့အမိန်ကိုဘယ်သူကထုတ်ပြန်ခဲ့တယ်လဲဆိုတဲ့မေးခွန်းဟာလူထုကြားမှာပြန့်နှံ့လာခဲ့ပါတယ်။အများစုကတော့ဒီအမိန်ကိုဖွန်တန်ကပေးခဲ့တာဖြစ်နိုင်ကြောင်းထင်ကြီးပေးနေကြပါတယ်။ဖွန်တန်ဟာဇူလိုင်28ရက်ကမလေးရှားနိုင်ငံမှာကမ္ဘောဒီးယားနဲ့အပြစ်ခတ်ရစေရေးတဘောတူစာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။ဒီဆွဆွဲချက်နဲ့ပတ်သက်ပြီးဒရင်နောက်တွေကမေးမြန်းချိန်မှာဖွန်တန်ကဒီအမိန်ကိုပေးခဲ့တာမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ အဲ့လိုအမိန်မျိုးကိုထုတ်ပြန်တဲ့အချိန်မှာနိုင်ငံရေးကောင်းဆောင်တွေမပါဝင်ဘူးဆိုတာကိုကျွန်တော်အတည်ပြုပါတယ်လို့ဖွန်တန်ကသတင်းစောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါပြင်ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ကြီးနတ်တပိုနဗာနစ်ကလည်းကမ္ဘောဒီးယားနဲ့ထိုက်ပွဲဖြစ်ပွားတဲ့ပထမနေ့မှာအပြစ်ရဖို့အမိန်ပေးခဲ့တာမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ကျွန်တော်ရှင်းရှင်းပဲပြောချင်ပါတယ်။ကျွန်တော်ဟာဇူလိုင်24ရက်ကအပြစ်ခတ်ရက်ဆဲဖို့အမိန်ကိုမပေးခဲ့ပါဘူး။အခြေအနေကိုပဲစောင့်ကြည့်ခဲ့တာပါလို့နတ်တပိုကပြောကြားခဲ့ပါတယ်။ ဒါကြောင့်အပြစ်ခတ်ရစေးရဲ့အမိန့်ကိုဘယ်သူကပေးခဲ့တဲ့လဲဆိုတဲ့မိကုံးကိုဒင်းတောက်တွေကနက်တွင်ကိုမေးမြန်းခဲ့ချိန်မှာဒီအကြောင်းကိုပြောခဲ့တဲ့သူကိုပဲခင်ဗျားတို့မေးရပါလိမ့်မယ်ဘသူအမိန့်ပေးခဲ့တာလဲဆိုတာကိုတော့ကျွန်တော်မသိပါဘူးဒုတိယမုံချုပ်ကြီးဘူစင်ကိုပဲသွားမေးကြည့်ကြဖို့လို့ဖြေကြားခဲ့ပါတယ်မက္ကဆီကိုနိုင်ငံမှာမြို့တော်ဝင်လှုပ်ကြံခံရတာကြောင့်လုံခြုံရေးတိုးမြင့်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ပြိုတော်ဝင်လှုပ်ကြံခံရပြီးနောက်မက္ကဆီကိုနိုင်ငံမီရှိုအာဂန်ပြည်နယ်မှာစစ်တပ်နဲ့လုံခြုံရေးအင်အားကိုတိုးမြင့်သွားမယ်လို့မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်းပန်းကကြေညာခဲ့ကြောင်း DW သတင်းဌာနကဖော်ပြခဲ့ပါတယ်မီရှိုအာဂန်ပြည်နယ်ဦးယူအာဗန်မြို့မှာနိုဝင်ဘာလရက်ကပြိုတော်ဝင်ကားလို့မှဆိုလှုပ်ကြံတက်ပြက်ခံရမှုနဲ့ပတ်သက်ပြီးလူလူကြားဒေါသတွေမြင့်တက်ခဲ့ပြီးနောက်သမ္မတရှိန်းပန်းရဲ့ကြေညာချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဦးယူအာဗန်မြို့တော်ဝင်လှုပ်ကြံတက်ပြက်ခံရမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့နာကျင်ခံစားရတယ်လို့ဒေါသလည်းထွက်ခဲ့ရပါတယ်သူ့ကိုသ တ်သွားတဲ့တရေဘောကြောင့်တဲ့လူသက်သမားဟာမီချိုအာဂန်ပြည်နယ်နဲ့တနိုင်ငံလုံးကလူတွေကိုနာကျင်ခံစားစေခဲ့ပါတယ်လို့ချိန်မန်းကပြောကြားခဲ့ပါတယ်မီချိုအာဂန်ပြည်နယ်ညံ့ချရေးနဲ့တရားမြတ်တရေးအစီအစဉ်ရဲ့အဓိကအချက်တစ်ခုမှာဒီပြည်နယ်မှာစစ်တပ်အင်အားနဲ့မျိုးသားအဆောင်တပ်အင်အားကို1300တိတိုးမြင့်ဖို့ဖြစ်ပါတယ်ဒီအစီအစဉ်အရမီချိုအာဂန်ပြည်နယ်ကိုနိုဝင်ဘာ10ရက်မှာနောက်ထပ်လုံခြုံရေးတပ်ဖွဲ့ဝင်2000နီးပါးဆိတ်လွတ်သွားမယ်လို့ချိန်မန်းကပြောပါတယ်ဖက်ဒရယ်တပ်ဖွဲ့တွေရဲ့တာဝန်မှာရာဇဝတ်အဖွဲ့အစည်းတွေကိုတိုက်ဖြတ်ရေးချင်းချောက်မှုတွေကိုနိုင်နှင်းရေးမ မူရင်းစေဝါတခန်းခန်းတွေနဲ့လက်ချင်ရေးစခန်းတွေကိုဖျက်ဆီးရလို့ဖြစ်ကြောင်းမက္ကဆီကိုအရာရှိတွေကပြောကြားခဲ့ပါတယ်ဒီအစီအစဉ်မှာမီချိုအာဂန်ပြည်နယ်အတွင်းရှိကျောင်းသားတွေကိုပညာသင်စုတွေချီးမြှင့်ခြင်းလူငယ်တွေကိုရာဇဝတ်ဂိုင်းတွေရဲ့စုဆောင်းတာမခံရစေဖို့အတွက်အာဂစားတွေမှာပါဝင်ဖို့စီယုံချင်းကဲသို့လူမှုရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်ဒါပြင်ဆိုရဟာဒီပြည်နယ်မှာစိုက်ပျိုးမွေးမြူရေးနဲ့ခရီးသွားလာရေးကဲသို့ကဏ္ဍတွေမှာအရင်းမြစ်တွေကိုမြင့်တင်သွားမှာဖြစ်ပါတယ်ဒီအစီအစဉ်အတွက်ဒေါ်လာ3.3ဘီလီယံခန့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ကြောင်းချိန် မ့်မန်းကပြောကြခဲ့ပါဗျ။ဖိလစ်ပိုင်မှာဖန်ဝါမုန်တိုင်းကြောင့်လူတသန်းကျော်အုပ်အိမ်မဲ့ဖြစ်ခဲ့ရတဲ့ဆွေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဖိလစ်ပိုင်နိုင်ငံအနောက်မြောက်ပိုင်းမှာတိုင်ဖွန်းဖန်ဝါဝင်ရောက်တိုက်ခတ်ပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားကာလူလေးဦးထက်မနည်းသေဆုံးပြီးလူပေါင်း၁၃၄တန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ AB ကဖော်ပြခဲ့ပါတယ်။တိုင်ဖွန်းဖန်ဝါကနိုင်ငံအနောက်မြောက်ပိုင်းတန်းဆက်လက်ရွေ့လျားပြီးထိုင်ဝမ်တန်းဥတည်နေလို့ခန့်မှန်းထားပါတယ်။လူပေါင်း၂၂၄ဦးသေဆုံးစေခဲ့တဲ့တိုင်ဖွန်းကာမီကြီးဝင်ရောက်ပြီးနောက်ပျက်စီးဆုံးရှုံးမှုတွေကိုဖြေရှင်းဖို့ကြိုးပမ်းနေချိန်ရပ်ပိုင်းကြမှာတိုင်ဖွန်းဖန်ဝါဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဖုန်းကာမေကြီးဟာဖိလစ်ပိုင်ကနေ BNN ထံဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး BNN မှာတေဆုံးသူ9ဦးထက်မနည်းရှိပါတယ်။ဖန်ဝါဟာနိုမာ9ရဲ့ညအချိန်မှာနိုင်ငံအရှေ့မြောက်ပိုင်း Aurora ပြည်နယ်ကိုဝင်ရောက်ခဲ့ပြီးမုံတိုင်းကျောက်လေတိုက်နုံဟာတနအီကို185ကီလိုမီတာ135မိုင်နှုန်းနဲ့တိုက်ခတ်ခဲ့ပါတယ်။မုံတိုင်းဟာမြောက်ပိုင်းတောင်တူထက်တဲ့ပြည်နယ်ထံဆက်လက်ဖြတ်တန်းချိန်မှာတပြေးပြေးအားပြော့သွားခဲ့ကာတောင်တရုတ်ပင်လယ်အတွင်းထံဆက်လက်ဝင်ရောက်ခဲ့ကြောင်းဖိလစ်ပိုင်မိုးလေဝသဌာနကခန့်မှန်းထားပါတယ်။ကာတန်ဒူရာနက်စ်ပြည်နယ်မှာ ရေကြီးရေရှမ်းမှုကြောင့်လူတအူးရေနဲ့တည်ဆုံးခဲ့ပြီးစာမာပြည်နယ်ကက်ဘာလူကန်မြို့မှာနေအိမ်ပြိုကျမှုကြောင့်တအူးတည်ဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်နူဗာဘစ်ကာရာပြည်နယ်ကာရာဘာမြို့မှာမြေပြိုမှုကြောင့်တဲအိတ်တိန်နှိမ့်မြုပ်ခဲ့ပြီးခလေးနေဦးတည်ဆုံးခဲ့ကသူ့ရဲ့မိဘတွေနဲ့ဝမ်ခွဲတော်သူတို့တရားရရှိခဲ့တယ်လို့ရဲအရာရှိတို့ကပြောကြခဲ့ပါတယ်တိုင်ဖုန်းမဝင်ရောက်မီလူတစ်သလမ၄တန်းကျော်ဟာရေးပေါ်ကဲဆဲစကန်တွေဒါမှမဟုတ်ဆွေမျိုးတွေအိမ်တန်းပြောင်းရွှေ့ခဲ့ကြတာကနိုဝင်ဘာ၁၀ရက်မှာကဲဆဲစင်တာတွေမှာလူ ူ3,100ဆက်လက်နေထိုင်လျက်ရှိပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးအသင်းဟာမန်စီတီအသင်းကို၃ဂိုးဂိုးမရှိနဲ့အရေးနိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာအသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့သွင်းဂိုးကိုခွင့်မပြုတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးတွေအဖွဲ့ချုပ်ကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လီဗာပူးသင်ဟာမန်စီးတီးအသင်းကို3ဂိုးဂိုးမရှိနဲ့အရေးနှိမ့်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာအသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့အသွင်းကိုခွင့်ပြုတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ် PGMOL ကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီပွဲစဉ်မှာမန်စီးတီးအသင်းအတွက်တိုက်စစ်မှုဟာလည်းကအခွင့်ကိုသွင်းယူပြီးနောက်မကြပြီမှာဗန်ဒိုက်ကတောက်ကန်ဘောကနေကောင်းတိုက်ပြီးလီဗာပူးသင်အတွက်ခြေပါကိုသွင်းယူနိုင်ခဲ့တာပါ။ဒါပေမဲ့လီဗာပူးသင်နောက်ကန်လူရောဘတ်ဆန်ဟာလူကျိုးအနေထားမှာရှိနေပြီးမန်စီးအသင်းကိုသမဒွန်နာရမရဲ့မြင်ကွင်းကိုပိတ်ဆို့ထားတယ်လို့ဆိုကသွင်းကိုပယ်ဖျက်ခဲ့တာ ပါ။ VAR ကလည်းကွေးလိုက်တိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုပေးခဲ့ပါတယ်။ဒီဘောအသင်းဒီပြအာနီစလော့အပါဝင်ဘောလုံးဘက်ဝေဖန်သုံးသက်သူအများပြားကဒီကိုကခွင့်ပြုသင့်တယ်ဆိုပြီးမှတ်ချက်ပေးခဲ့ကြပါတယ်။အဲဒါကြောင့်ဒီဘောအသင်းဟာ PGM ဝတ်ထံဆက်သွယ်ပြီးလူဂျွန်မောနဲ့သက်ဆိုင်တဲ့ဥပဒေဆက်တွေအားဒီကိုကခွင့်မပြုဖို့လုံလောက်တဲ့စံနှုန်းတွေရှိမနေဘူးဆိုတာယုံကြည်တယ်လို့ပြောခဲ့ကြောင်း ESPN ကဖော်ပြထားတာပါ။ဒါအပြင်ရှုထောင့်အားလုံးကိုကြည့်မယ်ဆိုရင်ရောဘတ်ဆန်ဟာဒေါနာရမာရဲ့မြင်ကွင်းကိုအနောက်ဆက်ဖြစ်တယ်ဆိုတာလီဘာအိုသင်းကလက်ခံခြင်းမရှိပါဘူး။ လီဗာပူးတင်ဟာဒီရှုံးမဲ့ကြောင့်ပရီးမီးယားလိအမတ်ပေးစရာထိတ်ဆုံးနေရာမှာရပ်တည်နေတယ်အာဆင်နယ်တင်းတဲ့အရှိမတ်ကွာအဆင့်ရှိနေရာမှာရပ်တည်နေပါတယ်လီဗာပူးတင်ဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိအဝေးကွင်း၄ဝက်စလုံးအရေးနေပြီးဒီဟာဒီမှာအဆူအဆိုးပုံစံကြုံတွေ့နေရတာပါလီဗာပူးတင်ဟာနိုင်ငံကာပွဲစဉ်တွေပြီးမှပရီးမီးယားလိပွဲစဉ်ဖြစ်ဒေါ်တီယန်ဖောရက်တင်းတဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်စီအန်အန်သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှကြပါစေရှင်။